မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဗီဒီယိုအကြောင်းအရာလေးကတော့အလေအပိတ်ပေါ့နော်လေပိတ်နေရာမှာကနန်းနှလုံးအပါယူတဲ့နည်းကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်သင်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့လေပိတ်နှလုံးအပါတီ၅လုံးထဲကယူတဲ့နည်းဖြစ်ပါတယ်ပေါ့နော်နံပါတ်1အနေနဲ့3689တဲ့က6689ဆွဲအတွက်ကြောင့်မို့6ရဲ့9ရဲ့၄ပိတ်ညာနှလုံးအပါပါဘောနော် ရှစ်ကတော့ထိစီနေရာမှာပေးတော့တယ်ဗောနော်နောက်တစ်ခုအဲနံပါတ်2အနေနဲ့ကတော့693တင်းတင်းဆိုပြီးရတယ်ဗောနော်693 6ရှားပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့3ညရဲ့6ရဲ့လေးပိတ်နေရာနှလုံးအပါဖြစ်ပါတယ်နောက်ထပ်နံပါတ်3မှာလည်း693တင်းတင်းပဲထပ်ပြီးရတယ်။66နှစ်ဆိုရအတွက်နေနဲ့6နဲ့လေးပိတ်နေရခနဲ့နှလုံးအပိုင်ယူတာဖြစ်ပါတယ်။နံပါတ်4မှာတော့3936ထဲက665ဆိုရအတွက်အ ၅နဲ့၆နဲ့အငယ်ပိတ် နေရဖြစ်ပါတယ်။နံပါတ်၅မှာတော့နင်း၅၆ခွန်၈ဆိုပြီးကြားရပါတော့။သူရှားပြီးတော့တာက၉ချောင်းနှစ်ဆိုတဲ့အတွက်၆ရက်၂ရက်၄ပိတ်နှလုံးအပါဖြစ်ပါတယ်။နောက်ထပ်နံပါတ်၆မှာတော့ကျွန်တော်တို့တွင်အရာ၄ခွန်၈၉၃များဆိုပြီးကြားရပါတော့။၃ညလေးလေးဆိုတဲ့အတွက်၄နှလုံးလေပိတ်နေရဖြစ်ပါတယ်။နံပါတ်9 6939တင်းနဲ့ထပ်ပြီးရတယ်ဗောနော်နင်းနေတဲ့ဆွေအတွက်တည်ရနေရနေပိတ်နှလုံးအပါဖြစ်ပါတယ်နေနဲ့အပိတ်နှလုံးအပါဗောနော်နောက်ထပ်နံပါတ်6မှာကြတော့92345ဆိုပြီးဖြစ်ပါတယ်ရှာပိတော်ရက143ဆိုတဲ့အတွက်အတုံးနဲ့အလေးနဲ့အလေးနဲ့အပိတ်နေရာမှာဖြစ်ပါတယ်။နောက်ထပ်နံပါတ်9 36 89ထဲကရှာပိတော်ရက863ဆိုတဲ့အတွက်6ရက်3ရက် ရှစ်ရှောင်းတုံးပါနော်ဒီရှစ်ကအထိစီနေရာမှာဖြစ်ပါတယ်တုံးလုံးအပြည့်ပါနော်နံပါတ်30မှာတော့9 8 9တုံးများတစ်ထဲကနှစ်တုံးများ9ဆွဲအတွက်တုံးများရဲ့9ရဲ့နှစ်တုံးညာ9ပါနော်နံပါတ်7မှာ4 8 9တုံးများထဲက9 9ဆွဲအတွက်အခွင့်ရ9ရဲ့နောက်ထပ်နံပါတ်7မှာ9 8 9တုံညာတစ်ထဲကခွန်တုံညာတုံညာဆွဲအတွက်တုံညာအနောက်အပူဖြစ်ပါတယ်နောက်ထပ်နံပါတ်7 ခွန်တုံများတင်းနေတုံးထက်က3000ဆွေအတွက်ခွန်ခွန်လေးပိတ်ဖြစ်ပါတယ်။နောက်ထပ်နံပါတ်14မှာ689တုံများထက်က694ဆွေအတွက်9နဲ့အလေးနဲ့69လေးဖြစ်ပါတယ်။နံပါတ်15မှာ3689ထဲက963ဆွေအတွက်3နဲ့6နဲ့အလေးပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်နံပါတ်နံပါတ်16မှာ3689ပဲထပ်ပြရတယ်။ ်ရှောက်ရှိခွန်ဆိုတဲ့အတွက်ချစ်ရခွန်ရပေါ့နော်ဒီမှာ၃လုံးအပြည့်နဲ့ပါတာဖြစ်ပါတယ်နံပါတ်၁၉နေ့၅ရှောက်ခွန်ရှိတဲ့ကနေ့နေ့ခွန်ဆိုတဲ့အတွက်နေ့နဲ့ခွန်နဲ့လေးပိတ်နှလုံးအပါနံပါတ်၁၈မှာ၄ခွန်ရှိ၉တုံများတဲ့က၃ရှိ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 အပူဖြစ်ပါတယ်ပေါ့နော်နောက်ခဲနောက်ထပ်နံပါတ်19မှာကျတော့339ဖြစ်ပါတယ်။3ရှိရှိပြီးတော့339ပေါ့နော်။တွင်ဒီအရာ 6ခု3ညတင်းနေတဲ့ကလေပိနှလုံးအပါဆိုတဲ့အတွက်3ညရဲ့ကိုရဲ့နှလုံးပါတယ်ဗောနော်ငားလုံးထဲကနှလုံးအပါဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီတွင်နည်းက6ခုခွန်ကနေအလေပိနှလုံးငားလုံးထဲကနှလုံးအပါဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကိုကျွန်တော်မရှင်များလေ့လာလို့ရအောင်ပြန်လည်ပြောတော့မှာဖြစ်ပါတယ်ဗောနော်အပြင်ပေါင်းအားဖြင့်20ချိန်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ โอเคแชร์ไปတော့ชาไปต่อมล่ะสว่าเลยจนตัว20เนี่ยตะกว่าอัญเชิญไปต่อมาဖြစ်ပါတယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်2ရက်20ကိုအတူတူလေ့လာကြည့်မယ်ဗောနော်ပြီးရင်ကျွန်တော်အနောက်နှလုံးပေါင်းရှင်ပြဋိဌာန်းနဲ့ထပ်ပြီးတော့ချုပ်ပြပေးต่อมาဖြစ်ပါတယ်โอเค2ရက်20ရက်အဲ့ဒီဟာလေးဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီ300တပင်ကနေ69လေးတပင်ကိုတွေ့ပြပေးသားမှာဖြစ်ပါတယ် ရှင်လေးလီတီ30မိနစ်နည်းနည်းတီတင်နေပေါင်းချင်း300မှာဖြစ်ပါတယ်လေးခုပေါင်းတာ71လေးနော်ဒါကြောင့်မို့အကျွန်တော်နည်းနည်းတီပေါင်းချင်း3ဒီငါကတကြေပြီးရင်ဒီတင်းနဲ့၃ပေါင်း၄၄နဲ့၆ပေါင်း၃၀၃များနဲ့၈ပေါင်းရှင်းရှင်းဖြစ်ပါတယ်၃၅ရှင်းရှင်းနဲ့ပေါင်းတာ၁၆ဆိုတဲ့အတွက်အရာဓာတ်၆ကို၃နဲ့ပေါင်းတာ၉၃ညတင်းနေဖြစ်ပါတယ်အဲ့ဒီမှာ၈၉လေးဆိုတဲ့အတွက်၉ ်။ဟော sorry ကျွန်တော်ဒီမှာရှင်းနေဒီ30နှစ်နှစ်ကိုကျွန်တော်ဒီ6နဲ့ပေါင်းရင်ရှင်းရှင်းနဲ့ဒီ9နဲ့ပေါင်းရင်3ပါနော်။ဆိုတော့1 3 4 4 6 30 3ညနဲ့6ပေါင်း8ဆိုတော့3 3ပေါင်း6 6နဲ့8ပေါင်း14ရမယ်ပါနော်။အဲ့ဒီလေးကို3နဲ့ပေါင်းတော့ခွန်ရှေကိုတုံညာပြူမယ်ပေါ့နော်။ခြားပြီးတော့တာက6 4ဖြစ်ပါတယ်။ ဒါကြောင့်မို့အလေနဲ့အပိတ်နေရာမှာကိုယ်နဲ့အလေနဲ့နှလုံးအပါဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်တပင်ကိုထပ်ပြီးလေ့လာကြအောင်ဒီမှာရှစ်က5ကြိမ်ပေါ့နော်ရှစ်5ဒီ40တင်းနဲ့ပေါင်းတာတင်းဒီ5တစ်ချိန်ပါနော်ကိုလေးလေး36 63ပေါင်း9 95ပေါင်းရှင်း14ဖြစ်ပါတယ်3ခွန်ပေါင်းရှင်းက30 9နာချိန်30ကိုရှင်းနေပေါင်းတာ17ပေါ့နော်၄တင်5 98ပေါင်း73 3ကိုလည်း3ပေါင်းတော့6ခွန်၈9ဒုရှားပြီးတော့ကအငါး6 3ဆိုတဲ့အတွက်ကျွန်တော်လည်းပိတ်နှလုံးအပါယူတဲ့နေ့တည်3နဲ့6နဲ့ဆိုပြီးငါး6 3ရှားပြီးသွားတယ်ပေါ့နော်โอเคနောက်ထပ်တစ်ပြင်ငါး6 3အနေဆက်ပြီးလေ့လာကြအောင်ခွန်လေးလီ30နဲ့နေ့ခွန်ငါး35ငါးနဲ့ပေါင်းရင်30ကိုငါလေးဒီ20ပေါ့နော်ဒီကိုနဲ့3ပေါင်းရှင်းက7နှစ်နှစ်ခွန်9ကိုလေးပေါင်း73ရာမှာဖြစ်ပါတယ် တောင်များနာချိန်ကိုရှင်းနေပေါင်းတာရှိပါတော့နေရှင်းပေါင်းတဲ့စိတ်၃တလုံးချန်တဲ့အတွက်3689ပဲထပ်ပြီးရတယ်နောက်ထပ်တစ်ပြင်မှာ689ဆွဲအတွက်ခွန်နဲ့ရှင်းနဲ့ဒေပိတ်နှလုံးအပါဖြစ်ပါတယ်ခင်ဗျာ OK ဒီနေ့တိုင်ပဲ689တပြားနေထပ်ပြီးလေလာကြောင်းဒီမှာ65လီ30ကို93ပေါင်းစနစ်ပါနော်9လီ20ဒီ3နဲ့ပေါင်းရှင်း3 ြီးရင်ကျွန်တော်ဒီ6ရက်တည်တဲ့ပေါင်းတာခွန်ဒီ6နာကြိမ်စနစ်ကိုရှင်းတဲ့ပေါင်းရင်20ပေါ့နော်3ခွန်30နေ့တစ်လုံးကြာနေအတွက်နေ့ကို3ပေါင်း5 6ခွန်6စုပြီးရမှာဖြစ်ပါတယ်ချပြီးတော့ကအနည်းနဲ့ခွန်စလေအတွက်နေ့နဲ့ခွန်နဲ့နှလုံးအပါဖြစ်ပါတယ်လေပိတ်နေရနှလုံးအပါဖြစ်တယ်ပေါ့နော်โอเคဒီနေ့တမန်ဒီနေ့ခွန်နေဆက်ပြီးနေတာကြောင့်နေဒဲလီရှင်းရှင်းကိုတိရှောင်းနိုင်ချင်းဆက်နေစရတဲ့ပေါင်းရှင်းသစေတုံများရပါမယ်ပေါ့နော် ရှင်းတဲ့ထပ်ပေါင်းတာရှင်းဒီ3လေးဒီစနေနေ့နဲ့တစ်ပေါင်း3ဖြစ်ပါတယ်5လေးပေါင်း9ဘောနော်9လေးပေါင်းတာက73 6လောက်ကျရင်စနေကိုရှင်းတဲ့ပေါင်းရင်20 3 3 6 6လောက်ရှင်းပေါင်းတာ14 6893ညာဆိုပြီးယူမယ်။ခြားပြီးတော့တာက388ဖြစ်ပါလေ။တိတ်မှာတော့၄ဘိတ်နေရာမှာ8အပူဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်388ကနေထပ်ပြီးလေ့လာကြအောင်။နေ့၄၈ တက်တုံးကလေဆိုရှင်လေးပေါင်းစနစ်ရှောင်းလေးလီနာဆက်လေးလေးကိုကျွန်တော်ဒီနေ့နဲ့ပေါင်းရှင်းဒီ600ရတယ်6 8ပြီးရင်နေကောဒီရှင်းနေပေါင်းရင်20ပေါ့နော်နေနဲ့ချေပေါင်း20ရှောက်သလုံးကြံတဲ့အတွက်ရှောက်3ပေါင်းကို69တုံများတင်နေတဲ့က3တုံညာ9ဆိုရတဲ့အလေးနဲ့အပိတ်နေရာမှာ3ညာရဲ့9ရဲ့နှလုံးရှာပြီးသွားတယ်ပေါ့နော်၅လုံးထဲကနှလုံးအပါဖြစ်ပါတယ် အဆင်းနည်းလေးတွေရှိငါးတပောင်းချင်းဒီ6ဆိုရှောင်းနဲ့ရှင်းနဲ့ကဆက်လေကိုလေးတွေ30နဲ့6ပေါ့နော်6နဲ့ရှင်းပေါင်းတာကဆက်လေကိုနဲ့တပောင်းချင်း30တုံးတလုံးချမ်းမဲ့3နဲ့ကြိမ်က6ကိုရှင်းနဲ့ပေါင်းတာဆက်လေ၄တုံးလီဒီစနစ်နည်းနဲ့3ပေါင်းချင်း900ရတဲ့အတွက်ငါ့ကို3ပေါင်းတာရှင်း9တုံညာတေးစပြီးရမယ်ပေါ့နော်ဒါအတွင်းအရာ ဒီ၅လုံးထဲကနှလုံးအပါထပ်ပြီးခြာပြီးသွားမလားပါနော်အသေးနဲ့အပိတ်နေရာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့ဒီမှာညည်းကြည့်အောင်ပါနော်။ဒီ0893မြတ်တင်မှာ69လေး3689 3689ပါเนาะโอเคဒီမှာပါเนาะ3689နှစ်ကြိမ်ဆက်ဖြစ်ပါတယ်ပြီးရင်0968 0893မြတ်ဒီမှာပါเนาะ0968 0893မြတ် ပြီးတော့ဒီမှာဆိုရင်69တုံများတင်နဲ့96တုံများတင်ပါနော်69တုံများတင်နဲ့ဒီတစ်ပတ်မှာ96တုံများတင်ထက်ကအလဲနဲ့အပိတ်နေရာမှာနှလုံးအပားထပ်ပြီးခြာပြေးသွားမှာဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပါနော် Okay အလဲပိတ်နှလုံးအပားပါနော်ဒါဆိုရင်ကျွန်တော်ဒီလဲပိတ်ဒီ669ကနေစပြီးလာတဲ့ကနေ၅လုံး20အရာဒီ ဒီတစ်ချိန်မှာတော့ရှေ့ငါရှေ့ကိုတုံများတည်ဆွပြီးတော့အလဲနဲ့အပိတ်အပါဖြစ်နှလုံးအပါပေါ့နော်အဲဆိုရင်ကျွန်တော်မနေ့မင်းမှာတင်ပေးထားတဲ့အလဲအပိတ်အထီးကြီးကိုလည်းထပ်ပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်အလဲနဲ့အပိတ်နေရာမှာအတီကီပင်ရှိသည်ဒီ33ရှောင်းကနေစပြပေးထားတာပေါ့နော်ပင်ရှိဖြစ်ပါတယ်သူ့မှာတစ်ကြိမ်ဖောက်ရှိတယ်ဒီ68ခွန်းတပြင်မှာထိတ်စီးနေရာကခြားပေးသွားတယ်ပေါ့နော်ကီအနေနဲ့ဆိုရင်တော့ မဖောက်သေးဘူးပါနော်ကျွန်တော်လေးပိတ်နေရမှာဆိုရင်တစ်ချိန်ဖောက်တယ်အဲပြီးတော့ဒီတစ်ပတ်မှာတော့ကျွန်တန်နည်းအရာ၄၅လျှောက်တည်တည်အလဲနဲ့အပိတ်နေရမှာအထီးဆိုပြီးဖြစ်တာဖြစ်တယ်ပါနော်ဆိုတော့အဲ့ဒီမှာတူနေတာကကျွန်တော်ငားနေတည်နေသည်ကင်းတစ်ခုညီးတယ်ပါနော်ဆိုတော့ကျွန်တော်ငားလုံးပိတ်တည်လုံးပိတ်အလဲပိတ်နေရဖြစ်သွားမယ်ပါနော်ကျတော့ငါရှင်းရဲ့ငါကိုရဲ့ငါတုံညာရဲ့ငါတေးရဲ့စပီးဖြစ်မဲ့ပြီးရင်ငါငါအပူပါနော် ပြီးရင်တိကို9နဲ့ထပ်တွဲတော့9တိကပါပြီးသားဆိုတော့သူတို့တိကိုရှင်းနဲ့တွဲမယ်ပေါ့နော်တင်းရှင်းတိကိုတိတုံညာတိတိစပြီးသူတို့လေပိတ်တွဲတရားလေးရမယ်ပေါ့နော်ပြန်ပြန်တန်ပြီးဖို့တော့လိုတယ်ပေါ့နော် okay ဒီတွဲကိုမှကျွန်တော်နောက်ထပ်အလေးအပိတ်ကနန်းနှလုံးပေါင်းရှင်ပရိကိုထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်ဒီ9တုံများလေးမှာ2မြောင်းနဲ့4ပေါင်4တုံမြောင်းနဲ့3ပေါင်3တုံနဲ့6ပေါင်9ပေါ့နော် နေတဲ့ကတော့မနာဒီလိုလေအနောက်နှလုံးပေါင်းရှင်ပရိချောင်းလုံးပေးနေဆဲပဲဖြစ်ပါတယ်ဗောနော်ကိုလေးပေါင်း73 63က9 85 29 99 77 79တောင်မြန်နဲ့9ပေါင်း9ဒီတစ်ပတ်မှာ3356ဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်အနောက်တလုံးပေါင်းရှင်ပရိက3356ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီ9ရှစ်တွဲကိုထပ်ကြည့်အောင်ပေါ့နော်9ရှစ်ပေါင်းရှင်73ဆိုရဲ့အတွက်3ပရိပါတယ်ပေါ့နော်ငါကိုပေါင်းရှင်းဒီလက်74ပြိပါတယ်ငါနဲ့တပြန်နဲ့ပေါင်းငါငါတစ်ပေါင်း6ငါငါပေါင်း3များပြိမပါဘူးတစ်ကိုပေါင်း30ပြိမပါဘူးတင်းနဲ့3များပေါင်း1တစ်တစ်ပေါင်း2ဆိုရတဲ့ကျွန်တော်ပြိနဲ့ကိန်းနေတဲ့ဟာ အသွဲက6သွဲရတယ်ဗောနော်ဒီမှာဆိုရင်အနန္တလုံးပေါင်းရှင်ပရိအာတာကတင်း6ပုံပြီးအာတာတယ်ဗောနော်ဆိုတော့ကျွန်တော်အဲ့ဒီမှာတင်းကမပါဘူးဗောနော်ဒီ9နဲ့တန်နဲ့ပေါင်းရှင်က9တပေါင်းရှင်6တင်းနဲ့တန်ပေါင်းတိဆိုတဲ့အတွက်ဒီအသွဲ3သွဲကပုံပြီးအာတာတော့မြင်ဗောနော်โอเคဒါဒီကျွန်တော်တန်နည်းအရာဖြစ်ပါတယ်ဗောနော်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ